no vote တို့ထွက်ပေါက်မပေးနဲ့တို့ဆိုတဲ့ဒီလိုမျိုးတွေလိုက်လုံနေတာကပိုက်ဆံပေးတို့လိုက်လုံနေတာဆိုတာမျိုးသိစေချင်တယ်နောက်တစ်ခုကကျမတို့ဟာဟလာအခုလိုမျိုး တနိုင်ငံတုံးဟာဒုက္ခသွင်းတဲ့ကိုရောက်နေတဲ့အချက်အသေးတွေဖြစ်နေတယ်ဒီလိုအချက်အသေးတွေကနေပြီးတော့ကျမတို့ထွက်ပေါက်ရဖို့အတွက်ကိုကျမတို့ကိုယ်တိုင်ကျမတို့ကိုအုပ်ချုပ်မဲ့လူကိုကျမတို့မဲပေးပြီးရွေးချယ်ရမှာပဲဖြစ်တယ် ဒသနာမင်းမင်္ဂလာပါခင်ဗျမင်္ဂလာပါဆရာအခုဒီ2025အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်နဲ့ဟိုပေါ့လွှတ်တော်အမျိုးအစားလေးတစ်ချက်လောက်ပြောပြပြပါခင်ဗျအာကျွန်မကအခုရွေးကောက်ပွဲမှာတော့လတာမျိုးနယ်ကနေပြီးတော့ပြည်သူ့လွှတ်တော်ပုံစံနေရာနေတတိပုဂ္ဂလဝင်ရောက်ရှင်ပြိုင်ပါမယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဝေါ်လေး2020တုန်းကတော့ရွေးကောက်ပွဲလုပ်ခဲ့ပြီးမဲ့အချိန်လေးကြောင်းကြောင်းကြောင်းနည်းနည်းလေးရွေးကောက်ပွဲလမ်းကြောင်းချော်သွားလို့ဖြစ်ပြီးအခုတော့ကျွန်တော်တို့ပြန်တက်မှလိုက်တာပေါ့နော်အဲ့တော့ ရုပ်ကဝင်ဝင်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်စလဲလောင်းတွေကသက်ဆိုင်ရာမဲဆန္ဒတွေမှာပြည်သူလူထုအတွက်သူတို့သတင်းစကားလေးတွေပေးတတ်ကြတဲ့လေးတွေရှိပါတယ်အဲ့တော့ဒေါ်ဆန္ဒမင်းရဲ့မဲဆန္ဒတွေကပြည်သူလူထုတွေအတွက်ပေးအပ်ခြင်းနဲ့သတင်းစကားလေးကဘာများဖြစ်မလဲခင်ဗျာကျမကလွတ်တော်ရဲ့အတွေ့အကြုံကအခုဆိုရင်တပည့်အမြောက်ဖြစ်ပြီပေါ့နော်အဲ့တော့လူတွေကလွတ်တော်ကိုယ်စလဲတွေရွေးကောက်ပွဲကိုဝင်ပြီဆိုလို့ရှိရင် အာတချို့တွေကလည်းမစားဝါကမန်းတွေပြောတာမျိုးတွေရှိတယ်။တချို့ကလည်းမဖြစ်နိုင်တဲ့ဂတိတွေပေးတာမျိုးတွေရှိရဲ့ပေါ့နော်။ကျမကအဲ့လိုမျိုးတွေကိုတစ်ခါမှမလုပ်ခဲ့ဘူး။ ကျမကလွှတ်တော်ရဲရောက်သွားရင်ဂတိပေးထားသည်ဖြစ်စီဂတိမပေးထားသည်ဖြစ်စီကိုယ့်ရဲ့မြို့နယ်အတွက်လိုအပ်တဲ့ကိစ္စတွေမှန်သမျှအလုံးကိုကျမဆောင်ရွက်တယ်အထူးသဖြင့်တိုင်းဒေသကြီးလွှတ်တော်ပုံစံတွေကဆိုရင်ဘတ်ဂျက်ခွဲဝေမှုပေါ့နော်ကျမရဲ့မြို့နယ်လေးအတွက်ဘတ်ဂျက်ခွဲဝေမှုတွေပြီးရင်ဟိုပေါ့နော်နိုင်ငံတော်နင့်နာဆုံးရှုံးမှုတွေကိုကျမအဓိကထားပြီးအမြဲတမ်းကာကွယ်တယ်အခုကျတော့ကျမဝင်ပြိုင်မဲ့နေရာကလာပါမြို့နယ်ဖြစ်တယ်ရက်ွက်၄၀ခုပဲရှိတယ်အာလူနေ အနည်းပါဆုံးရန်ကုန်မြို့ထဲမှာဆိုရင်လူနေအနည်းပါဆုံးရက်ွက်တစ်ခုလို့လည်းပြောလို့ရတယ်။နောက်ပြီးတော့မဲဆန္ဒနဲ့အနည်းပါဆုံးနေရာလည်းဖြစ်တယ်။ အဲမဲပေးမဲ့လူဦးရေဟာစရင်းအပြင်18000လောက်ပဲရှိတယ်။အဲ့တော့ဒီလူဦးရေအတွက်ပဲကျမကစဉ်းစားလို့မရဘူး။အဲ့တော့ဒီလမ္မာမြို့နယ်ဆိုတာရန်ကုန်မြို့ရဲ့မြို့လေကောင်ဒေါင်းတောင်းတစ်ခုမှာကြာတာဖြစ်တယ်။နောက်ပြီးတော့သူ့မှာဆေးရုံတွေရှိတယ်၊ဈေးပေးကန်တွေရှိတယ်၊ရွှေဆိုင်တွေရှိတယ်၊ဟိုတယ်တွေရှိတယ်၊တဲခုံခန်းတွေရှိတယ်။နောက်ပြီးတော့ဒီလျှက်စစ်ပစ္စည်းဆိုင်တွေအများကြီးရှိတယ်။ရန်ကုန်မြို့တဲကလူတွေအားလုံးရဲ့အားကိုးရာနေရာတစ်ခုလည်းဖြစ်တယ်။အဲ့တော့ကျမကဟာလာလမ်းတွေဖောက်ပေး းပါမယ်မြောင်းနေဆေးပေးပါမယ်ဆိုလို့လုံလောက်တဲ့နေရာမဟုတ်ဘူးဒီနေရာက ်ပေါ့နော်အဲ့တော့ကျမကလာသာမျိုးနယ်လေးတစ်ခုတည်းကိုလည်းကြည်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျမကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်နေဟလာအဝင်တိုင်းမှာဖြစ်တယ်အဲ့တော့ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတာက တနိုင်ငံလုံးရဲ့ policy တွေကိုလည်းကျမကဆောင်ရွက်ပေးလို့ရတယ်ဟလာမကောင်းတဲ့ policy တွေကို change လုပ်မယ်ဟလာမကောင်းတဲ့ဥပဒေတွေကိုကျမတို့ပြုပြင်မယ်ဆိုတဲ့ဟာမျိုးတွေကိုလည်းအာကျမတို့လုပ်ပေးလို့ရတယ်အဲ့တော့လာသာမျိုးနယ်မှာအဓိကဆိုရင်တော့ပေါ့နော်ပြည်သူတွေအတွက်လုပ်ပေးစရာရှိတာတော့မှတ်ပုံတွေကိစ္စအရေးကြီးတယ်လို့ကျမ ထင်တယ်အခုတည်းကက ကျမကိုအကူအညီလာတောင်းရတဲ့လူတွေရှိတယ်ဒီစမဒါတွေကိုအကူအညီဆောင်ရွက်ပေးနေတယ်အာဒါကအသေးမွားကိစ္စလေးတွေပါအဲ့တော့ဟလာတနိုင်ငံလုံးနဲ့ပတ်သက်ရင်ပြည်ရင်တောင်းလဲရမယ့်ကိစ္စမျိုးတွေဟာအထူးသဖြင့်အာကျမတို့နိုင်ငံမှာလဲပတ်နေတဲ့ဟလာဒီစီးပွားရေးအရန်ကြတယ်ဒါကြောင့်မလို့ financial ကိစ္စတွေဟာအရန်အာနိုင်ငံသားငွေလိုအပ်ချက်တွေကအကြီးဖြစ်နေတယ်အဲ့ဒီအတွက်ကျမတို့သွင်းကုန်တွေအထုတ်ကုန်တွေမညီမျှမှုတွေဖြစ်နေတဲ့အတွက်ကျမတို့နိုင်ငံရဲ့လိုအပ်ချက် ဟလာအာနိုင်ငံခြားငွေလိုအပ်ချက်တွေအများကြီးဖြစ်တယ်ဒီကိစ္စရဲ့နောက်ဆက်တွဲမှာဟလာဒီ အော်ဘောနော်ကိုယ်စင်းနှုတ်ကြည့်မြင်တာမျိုးတွေဖြစ်လာတာမျိုးတွေနော်နောက်ပြီးတော့ကျမ်းမာရေးဘက်ကလိုအပ်ချက်တွေပညာရေးဘက်ကလိုအပ်ချက်တွေပုဂ္ဂလိကအကြောင်းတွေအများကြီးပေါ်လာတဲ့အတွက်စီးပြက်ကံပြက်ဖြစ်နေတာတွေအများကြီးဖြစ်တယ်ဒါတွေပြုမြင်တောင်းလဲဖို့တွေအများကြီးကိုကျမကအစွမ်းကုန်ဆောင်ရွက်ပေးမယ်လို့ပြည်သူလူထုကိုဂတိပေးနိုင်တယ်နောက်တစ်ခုကတော့ကျမတို့ပေါ့နော်ဟလာပြည်သူတွေကိုဂတိပေးနိုင်တယ်လို့ဝန်ထမ်းတွေဝန်ထမ်းတွေဘက်ကလည်းသူများတွေကတော့ဝန်ထမ်းတွေကလက်စားနေပါတယ်ဆိုပြီးတော့ပြောတာတွေအခုကာလမှာပေါ့နော်အခုရဲ့ ဲ့9နှစ်တာကာလမှာအကျင့်ပြတ်ဝန်ထမ်းတွေအများကြီးရှိသလိုဟလာဟိုဒုက္ခရောက်သွားသောပြည်သူတွေလည်းအများကြီးရှိတယ်။အဲ့တော့ဝန်ထမ်းတွေကိုအကျင့်ပြတ်နေပါတယ်လက်စားနေပါတယ်လို့ပြောမဲ့အစားဟလာဝန်ထမ်းတွေရဲ့တပ်ပါထောင်ချီမှုအတွက်ကျမတို့ဘာလို့ပေးရမလဲဆိုတာကိုကျမတို့ဦးစားပေးဆောင်ရွက်ရမယ်။နောက်တစ်ခုကတော့ဟလာခုနလိုဟို တရားဝင်စုံမမှုကိစ္စပေါ့တရားဝင်စုံမမှုကိစ္စမှာဆိုရင်ပြည်သူတွေဟာအခုဒုက္ခဒုက္ခတွေအများကြီးရောက်နေတယ်ဟလာမတရားခံစားရတဲ့ကိစ္စတွေဌာနဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်းမတရားခံစားရတဲ့ကိစ္စမျိုးတွေကိုနိုင်ရဲ့သားနဲ့အရှုံးဖြစ်သွားတဲ့ဥရေကြီးရာကိစ္စမျိုးတွေမှာပြည်သူတွေအတွက်ဘသူ့ကိုတိုင်ကြားမှမသိဘူးဖြစ်နေတယ်အဲ့တော့ပြည်သူတွေအတွက်အားကိုးရမယ်ကိုယ်စလဲဆိုတဲ့ဟာကိုပေါ်ပေါက်ကိုလိုအပ်တယ်ကျမအခုမြင်နေရတဲ့ကိစ္စတွေဆိုရင်အခုတော့ကျမတော်တော်ပုံစံမဖြစ်သေးဘူး ဆိုတော့ကျမအပြင်ကနေပြီးတော့ကြည်နေတယ်။အော်လွှတ်တော်ကိုယ်စလဲကြီးဒါရှိလာတဲ့အချိန်ကျရင်တို့ဓာမျိုးတွေလုံးလို့မရဘူးနော်ဆိုတဲ့စိတ်ကကျမခဏခဏဖြစ်တယ်။အဲ့တော့ကျမကလွှတ်တော်ရဲ့ကိုဝင်ပြီးတော့ပြည်သူတွေရဲ့ဟလာမင်းနာဆုံးချိုးမှုတွေကိုအများဆုံးကာကွယ်ဆောင်ရွက်ပေးခြင်းတယ်လို့ကျမဒီလိုပဲကတိပေးခြင်းတယ်။ ဟုတ်ကဲ့ပါအဲတော်တော်လေးကိုပြည့်ပြည့်စုံစုံလေးဖြည့်ချပေးသွားပါတယ်အဲ့တော့ဒီမှာဆက်ဆက်မေးဝန်လေးပေါ့နော်ခုနပစံရိုင်းပြောသွားတဲ့အဲထဲမှာဥပဒေကြောင်းဆိုင်ရာတွေထဲပါလာတော့ဘယ်လိုပဲပြောပြောလွတ်တော်တဲ့ကိုရောက်သွားခဲ့ပြီဆိုရင်တော့ဥပဒေပြူရေးကိစ္စတို့ဒီဦးဆောင်ကော်မတီတို့ရေးရကော်မတီတို့မှာကိုကလည်းပါဝင်ဆောင်ရမှာဆိုတော့ဘယ်လိုဥပဒေမျိုးတွေကိုလွတ်တော်တွေရောက်သွားခဲ့လို့ရှင်ပြုပြင်ပြောင်းလဲဖို့တို့တင်သွင်းဖို့တို့စဉ်းစားထားတာရှိပါလားခင်ဗျာ ဥပဒေမှာအာကျမတို့လွှတ်တော်အတွေ့အကြုံရပါတော့ဥပဒေကိုရေးဆွဲရတဲ့နေရာနေပြီးတော့ကျမစပြီးရှင်းပြခြင်းနဲ့တချို့ဥပဒေတွေဟာပြည်သူတွေကိုဟလာအော်စီကံရှိဖို့ချမှတ်တဲ့ဥပဒေတွေလား ပြည်သူတွေကိုအနိုင်ကျွတ်နှိပ်ကုပ်ဖို့လုပ်တဲ့ဥပဒေတွေလားဆိုတဲ့ဟာမျိုးတွေရှိပါတယ်။တချို့ဥပဒေကိုရေးဆွဲလိုက်တဲ့ဥပဒေရရှိနေကဟလာပြည်သူတွေကိုနှိပ်ကုပ်ချင်တယ်ဆိုတဲ့ဆန္ဒနဲ့ရေးဆွဲတဲ့ဥပဒေမျိုးတွေလည်းပြုံတွေ့ရတယ်။ဒါပေမဲ့အာမြန်မာနိုင်ငံမှာဘလို့ဥပဒေကိုပဲရေးဆွဲရေးဆွဲအဲ့ဒီလိုမျိုး ပိတ်ခတ်ခဲပြီးတော့လူတွေအတွက်အကြံတဲဖြစ်စေမဲ့အာဥပဒေတွေကိုရွေးဆွဲနေယူပေါက်တွေဖြစ်လေ corruption တွေဖြစ်လေဆိုတဲ့ဟာမျိုးကိုကျမတို့ဒါကျမတို့နိုင်ငံမှာလက်တွေ့ပဲဖြစ်နေတာပဲဒါကြောင့်မို့လို့ဒီလိုဥပဒေတွေကိုလည်းကျမတို့ဟို ြောင်းလဲဖို့ကအဓိကအရေးကြီးတယ်။ဥပမာအဖြစ်ပေါ့နော်။ကျမအများတိုင်းဟိုတခြား interview တွေမှာလည်းပြောတာရှိတယ်။ကျမဟို UEC ရဲ့ဟလာချမှတ်ထားတဲ့ဥပဒေတွေပေါ့နော်။ဒါဟိုပါတီတွေပေါ်မှာချမှတ်ထားတဲ့ဥပဒေတွေဆိုရင်လည်းပါတီတွေအတွက်ကောတော်တော်ကိုယ်စားလှယ်တွေရွေးချယ်မှုတွေအတွက်မှာရောလောက်တာကင်တာရှိစေတော့ဟလာဥပဒေမျိုးတွေကိုကျမတို့ပြန်လည်ပြင်ဆင်ခြင်းနဲ့နောက်တစ်ခုကျမတို့နိုင်ငံရဲ့ခုနငွေကြေးကိစ္စပေါ့နော်။ဘိုဘန်ကနေပြီးတော့ငွေကြေးချမှတ်ပတ်မှတ်တဲ့ကိစ္စမျိုးတွေဒါ ားတွေအားလုံးကိုလည်းကျွန်မပြုမြင်ခြင်းနဲ့ဆန္ဒတွေအများကြီးရှိတယ်အဲ့တော့ဒီလိုကိစ္စတွေဟာအော်ဘောနော် အားလုံးအတွက်သက်ဆိုင်နေတယ်အားလုံးအတွက် အကျိုးရှိမယ်လို့ထင်တယ်အဲ့တော့ဒီလိုကြီးဒါတွေကို ကျမတို့ကလွတ်တော်မပေါ်သေးဘူးဆိုတဲ့ကံဓာတ်တွေမှာဒါတွေကပြုမြင်ဆောင်ရွက်လို့မရဘူးလွတ်တော်ပေါ်လာပြီဆိုတဲ့အခါမှာလွတ်တော်ကိုယ်စလဲတွေကနေပြီးတော့ဟလာဒီဟာတွေအားလုံးကိုဥပဒေတွေပေါ့နော်ပြုမြင်တယ်ပြုမြင်ထိုက်တယ်ဆိုတဲ့ခုနကျမပြောတဲ့ပြည်သူကိုနှိတ်ကုတ်တဲ့ဥပဒေလားပြည်သူကိုဒုက္ခပေးတဲ့ဥပဒေလားပြည်သူတွေကနေပြီးတော့အာလိုက်နာဆောင်ရွက်တင့်တဲ့ဥပဒေလားဆို ဲ့ဟာမျိုးကိုကျွန်မတို့ပြန်လည်ပြင်ဆင်ရေးဆွဲရမယ့်ဥပဒေတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ဒီလိုကိစ္စတွေကဥစားပြဆောင်ရွက်တင်နေလို့ကျွန်မပြောချင်တယ်ဟုတ်ကဲ့ပါဒီမှာလည်းဘယ်လိုပဲပြောပြောပေါ့ဥပဒေတစ်ခုကတော့ကျွန်တော်တို့အချင်းကြီးပေါ်မူတည်ပြီးတော့ပေါ့နော်လိုအပ်လို့ဆောင်ရွက်ရမယ်ဆိုတဲ့အပိုင်းတွေကျွန်တော်တို့သတိထားမိပါတယ်အော်ဘလိုပဲပြောပြောနေကျွန်တော်တို့ရွေးကောက်ပွဲကလည်းလောက်တော့မယ်အဲဒီလမ်းကြောင်းလည်းဆက်သွားတော့မယ်ဒါပေမဲ့ဟိုလက်ရှိမှာတော့မြေပြင်မှာတချို့သောပြည်သူတွေ မဲထဲရမလားမထဲရမလားဘယ်သူထဲရမလဲတချို့ကြောင့်လည်းမဲမပေးဘူးပေါ့လေဟိုတော်တော်များများဝီဝေါ်ဝါဖြစ်နေကြတယ်ဒီရွက်ကွက်ဖြတ်ကျော်မှုအပိုင်းမှာပြည်သူလူထုဘက်ကလည်းနည်းနည်းဟိုပေါ့ အသိပညာပေးမှုပိုင်းလည်းနည်းနည်းအားနည်းနေပြီးတော့သူတို့စိတ်ထဲမှာတမျိုးခံစားနေတယ်လို့လည်းကျွန်တော်တို့မြင်ရတယ်ဗောလေအဲ့ဒီပိုင်းနဲ့ပတ်သက်လို့တော့ဒေါက်တာဆန္ဒမင်းဘယ်လိုအမြင်သဘောထားရှိပါလဲခင်ဗျာအာအဲ့တော့တော့အမှန်ပဲကျွန်မအခုလောက်တာမျိုးနယ်ကိုဟိုဆင်းရတယ်ဗောနော်ဆင်းတဲ့အခါမှာကျွန်မစကားပြောဖို့သိခွင့်ရေးမရဘူးဒါကြောင့်ကျွန်မမီဒီယာတွေကနေပြီးတော့ပြည်သူလူထုကိုဟလာမြစ်တာရက်ခံတဲ့ဟာတွေပြည်သူလူထုကိုအသိပေးရတဲ့ကိစ္စမျိုးတွေကိုကျွန်မများများပြောရတာဖြစ်တယ်အာ ပေါ့နော်ပြည်သူတွေကကျမဥပမာကျမမျိုးနယ်ချင်းနဲ့ပဲကျမပြောရင်လသမျိုးနယ်မှာဆိုရင်ပြည်သူတွေကအာစီးပွားရေးလုပ်ငန်းလုပ်တဲ့လူတွေများတယ်နိုင်ငံရေးကိုတိတ်ဆိတ်မဝင်စားတာများတယ်အာပြီးခဲ့သောရွေးကောက်ပွဲရွေးကောက်ပွဲတွေရဲ့လသမျိုးနယ်ရလတ်ကိုကြည့်ရင်မြန်မာနိုင်ငံမှာအ ਨੇ ဆုံးဆိုတော့ဟာမျိုးပေါ့နော်ရန်ကုန်မြို့တည်းမှာပေါ့ရန်ကုန်မြို့တွင်းမြို့နယ်တွေနဲ့အာနှိုင်းရှင်ကြည့်ရင်အ ਨੇ ဆုံးဆိုတာမျိုးလည်းကျမတွေ့ရတယ်အဲ့တော့ပြည်သူတွေကမဲမပေးပါဘူးဆိုပြီးတော့မဲမပေးလည်းဘာမှမဖြစ်ပါဘူးဆိုတဲ့ပေါ့နော်စန္ဒတွေတည်း ဟိုတုန်းကရှိခဲ့တယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ကျမကအခုကြတော့အ ကျမသားသားမျိုးနယ်မှာရွေးကောက်ပွဲဆင်းတဲ့အခါမှာရွေးကောက်ပွဲမဲဆွေရတဲ့အခါမှာကျမကပန်ဖလက်လေးတွေဝေရတဲ့အဆင်မဲရှိနေ။အာဟိုတိတ်ပြီးတော့ဟိုဘောနော့စပီကာကြီးတွေနဲ့စကားပြောရတာတို့တရားဟောတာတို့ဒါမျိုးတွေမလုပ်ရအောင်။မလုပ်တော့ကျမတို့ကဒီပန်ဖလက်တွေနဲ့ပဲဝေရတဲ့အဆင်ဆိုတော့ပြည်သူတွေကိုတိတ်ပြီးတော့အာဒီဘာကြောင့်ဟလာဒီရွေးကောက်ပွဲအတွက်ကိုမဲပေးမဲသွားပေးတင်တယ်ဆိုတဲ့ဟာကိုမီဒီယာကနေပြီးတော့ပဲကြည်ကြည်ပြန့်ပြန့်ကျမရှင်းပြပါတယ်။အဲ့တော့ဟိုဘောနော့တစ်ဖက်ကလည်းဟလာ ကျမတို့ကိုကျမတို့မြင်နေတွေ့နေရပါတယ် no vote ပေါ့နော် no vote ဆိုပြီးတော့လာတယ်နောက်တစ်ခုကထပ်ပေါင်မပေးနဲ့ ဆိုတဲ့ဟာမျိုးတွေဒီလိုမျိုးဟလာမဟုတ်တဲ့ဟာမျိုးတွေကို အများကြီးမီဒီယာကမ်ပိန်းတွေတုတ်တာမျိုးကိုလည်းတွေ့ရတယ်။အဲ့တော့ပြည်သူလူထုသိစေချင်တာက no vote တို့ထွက်ပေါက်မပေးနဲ့တို့ဆိုတဲ့ဒီလိုမျိုးတွေလိုက်လုံနေတာကပိုက်ဆံပေးတို့လိုက်လုံနေတာဆိုတာမျိုးသိစေချင်တယ်။နောက်တစ်ခုက ကျမတို့ဟာဟလာအခုလိုမျိုးတနိုင်ငံတုံးဟာဒုက္ခသွင်းတဲ့ကိုရောက်နေတဲ့အချက်အသေးတွေဖြစ်နေတယ်ဒီလိုအချက်အသေးတွေကနေပြီးတော့ကျမတို့ထွက်ပေါက်ရဖို့အတွက်ကိုကျမတို့ကိုယ်တိုင်ကျမ တို့ကိုအုပ်ချုပ်မဲ့လူကိုကျမတို့မဲပေးပြီးရွေးချယ်ရမှာပဲဖြစ်တယ်။ဒါကကျမတို့ရဲ့အခွင့်အရေးနိုင်ငံသားတိုင်းရဲ့ပေးထားတဲ့ဖွဲ့စည်းပုံချင်းကဥပဒေအရပေးထားတဲ့အခွင့်အရေးပဲဖြစ်တယ်။ဒီအခွင့်အရေးကိုကျမတို့ကမယူဘဲနဲ့ဟလာထွက်ပေါက်မပေးနဲ့ထွက်ပေါက်ကြီးမပေးဘဲနဲ့ဟိုဂျောင်းမှာပိတ်မိနေပြီးတော့ကျမတို့ကတကယ့်ဒုက္ခထဲမှာပဲငုံတုံထိုင်နေရမှာလား။ဒီလူတွေရဲ့ပြောစကားဟာပိုက်ဆံပေးအနောက်ကပိုက်ဆံတွေပေးပြီးလော်ဘီတော့ခိုင်းလို့လိုက်ပြောနေတာဆိုတာကိုပြည်သူလူထုကိုဒီနေရာနေကျမက တိပေးခြင်း ਨੇ အဲ့တော့ကျမတို့ကကျမတို့အခွင့်အရေးကိုသူတို့ပြောလို့အဆုံးရှုံးခံလို့မရဘူးကျမတို့မလိုချင်တဲ့အစိုးရဖြစ်မလာအောင်ကျမတို့ကိုအုပ်ချုပ်တဲ့မလိုချင်တဲ့လူတွေအုပ်ချုပ်တာမျိုးမဖြစ်အောင်ကျမတို့ကိုယ်တိုင်ကျမတို့ရွေးချယ်မှဖြစ်မယ်ဟုတ်လားသင်မရွေးချယ်ခြင်းစီ သင်ရဲ့ကံကြမ္မာပဲဖြစ်တယ်ကျမတို့ကကိုယ်တိုင်းပြည်ကိုပြောင်းလဲစေတည်ကိုကိုယ်တိုင်းပါမဖြစ်မယ်ငါကတော့မပါဘူးမဲသွားမပေးဘူးငါမဲတမဲကြောင့်ဘာမှမဖြစ်ဘူးအာဒီလိုပဲစစ်တပ်ကလူတွေပဲတတ်မှာပဲဆိုတဲ့ဟလာဟိုအများပြောတဲ့အစကားတွေနဲ့ကျမတို့ကရုံထင်းကြောင့်ပင်နဲ့ဝေဝဝပြည်သူလူထုဖြစ်နေစရာမလိုဘူးလို့ပြောချင်တယ်ဟလာလှပမျိုးနယ်မှာဟလာဒေါ်စနာမင်းကပြည်သူလူထုကိုခတိပေးတယ်ပြည်သူလူထုနင်းနာဆုံးရှုံးမှုတွေတနိုင်ငံလုံးရဲ့နင်းနာဆုံးရှုံးမှုတွေအားလုံးကိုကျမတို့ကာဝယ် ဆောင်ရွက်ပေးမယ်ဆိုတော့ဂတိပေးရင်ဒီလိုလူမျိုးဂတိပေးတဲ့ဒီလိုကိုယ်စားလှယ်မျိုးတွေကိုဟာလာရွေးချယ်ဖို့ကိုတွေကိုအခွင့်အရေးပေးထားတယ်အဲ့တော့ကိုတွေကရွေးချယ်ရမှာကကိုယ့်ရဲ့အခွင့်အရေးပဲဒီအခွင့်အရေးကိုမယူတာကကိုယ့်ရဲ့နစ်နာဆုံးရှုံးမှုပဲဒါကြောင့်မို့လို့ဟာလာတစ်ဖက်ကနေပြီးတော့လူတို့ကိုထင်ုံထင်မဖြစ်အောင်ဝေဝဝဖြစ်အောင်အာရွေးချယ်အခုကတော့ဟာလာရွေးချယ်ဖို့လူတွေမရှိပါဘူးတို့အာလူကောင်းသူကောင်းတွေမရှိပါဘူးတို့ပါတီကောင်းတွေမရှိပါဘူးတို့အာဒါမျိုးတွေပြောနေတာတွေဟာလာလုံးက ဲ့သော၅နှစ်လောက်ကရွေးချယ်ထားတဲ့ဟာကရွေးချယ်ပြီးပြီဆိုတော့ထင်အောင်ထင်မှာပြောစကားတွေကိုကျမတို့မယုံကြည်နေဘူးလို့လေရွေးကောက်ပွဲဆိုတာ၅နှစ်တကြိမ်အမြဲတမ်းလာနေမှာလွန်ခဲ့တဲ့၅နှစ်တုန်းကရွေးချယ်ခဲ့တဲ့ကိစ္စကအခု၅နှစ်မှာတော့ဒါပြည့်ပြည့်သွားပြီဖြစ်တယ်အဲ့တော့အခု၅နှစ်မှာပဲရွေးကောက်ပွဲကတစ်ခါလဲလုပ်မှာမဟုတ်ဘူးနောင်လာမယ့်၅နှစ်၅နှစ်၅နှစ် တက်တန်းတိုင်းကိုကျမတို့ကရွေးကောက်ပွဲတွေဆိုတာရှိနေမှာပဲအဲ့တော့ကိုကိုဖြစ်စေခြင်းသောသူတွေတိုင်းပြည်အတွက်တကယ်ကိုပဲဆောင်ရွက်ပေးခြင်းနဲ့ကိုယ်စလေခေါင်းတွေကိုရွေးချယ်ပေးဖို့ကကိုယ့်ရဲ့ဝတ္တရားပဲဖြစ်တယ်ဒါကြောင့်ကိုရရှိထားတဲ့အခွင့်အရေးတွေကိုကိုနစ်နာမဆုံးရှုံးအောင်မေးသွားပေးဖို့လိုအပ်တယ်လို့ကျမဒီနေ့ကမြစ်တာရဲ့ခန့်ချက်ဟုတ်ကဲ့တော်တော်လေးနဲ့ပြည့်စုံသွားပါပြီနောက်ဆုံးမေးခွန်းလေးတစ်ခုပါအဲ့တော့ကျွန်တော်တို့ သွားမဲ့လမ်းစဉ်ကတော့ခုနပြောလိုလို့ရေကောက်ပွဲလည်းလုံမယ်ကြော်လည်းကြော်ဖြတ်ပြီးပြီးအစိုးရတွေလည်းပေါ်လာမယ်ဒီနိုင်ငံရဲ့အနာဂတ်စာမျက်နှာအသစ်တစ်ခုကျွန်တော်တို့ဖွင့်မယ်ပေါ့လေအဲ့တော့အခုလက်ရှိအနေအထားမှာတော့ပြည်သူလူထုကြားထဲမှာလည်းဟိုတယောက်နဲ့တယောက်တန်တရားတွေမယုံကြည်မှုတွေတခါလေကျတော့ communication ကြားထဲမှာ community ကြားထဲမှာလည်းခုနဟိုဘကွဲပြားမှုလေးတွေအများများလာတယ်ပေါ့နော်ဒါလေးတွေကိုပြန်စုစည်းနိုင်ဖို့ရေကောက်ပွဲအလွန်အခြေအနေမှာကျွန်တော်တို့အတွက်အခွင့်အရေးရှိနိုင်လားအနာဂတ်မှာရော ဘလို့အလားအလာတွေရှိနိုင်လဲဒါနဲ့ပတ်သက်လို့ဒေါ်စန္ဒာမင်းအမြင်လေးသိပြရစေခင်ဗျအာပေါ်တော့ရွေးကောက်ပွဲကြီးလှုပ်လိုက်လို့ကျွန်တော်တို့နိုင်ငံကြီးတစ်ခုလုံးအေဂျင့်သွားပြီးတိုးတက်သွားပြီလို့ပြောလို့မရဘူးနံပါတ်1ကတော့ဒီရွေးကောက်ပွဲမှာပြည်သူလူထုတစ်ရက်လုံးကပါဝင်ဆောင်ရွက်ပေးမှုလို့လေ အင်တိုက်အားတိုက်နဲ့ပါဝင်ဆောင်ရွက်ပေးပြီးရွေးချယ်ပေးဖို့လုပ်တယ်ဒီလိုမျိုးရွေးချယ်ပေးလိုက်မှကျမတို့ကအာဒီရွေးကောက်ပွဲကြီးကအောင်မြင်မယ်ဒါမှသာမင်းကျမတို့ကကျမတို့သွားချင်တဲ့ transaction fee rate တစ်ခုကိုကျမတို့သွားလို့ရအခုဟာကအာဒီ transaction ကာလကိုကျမတို့ကကြော်ဖြတ်နေတာဟုတ်လားဒီမိုကရေစီကိုအပြီးတိုင်ရသွားတဲ့ federal ကြီးကိုရသွားတဲ့အခြေအနေကိုမရောက်သေးဘူးဒီအခြေအနေကိုရောက်ဖို့ကျမတို့ကစာလုံးရေးစအောင်မှဖြစ်တယ်ဒီစာလုံးရေးစမှ တဲ့ကိစ္စမှာကိုကိုတိုင်းပါဝင်ဖို့လိုအပ်တယ်။အဲ့တော့ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာအာကျမတို့ကဘောနော် post election ဒီ election မှာကျမတို့ဘာတွေဆောင်ရွက်ပေးမလဲ။ခုနလိုမျိုးဟလာငင်းချမ်းရေးကိစ္စမျိုးတွေအာကြာစင်းနေတဲ့စီးပွားရေးကိစ္စမျိုးတွေဒါတွေကိုဟလာနောက်ပြီးတော့ဟလာဒီ federal လို့ကိစ္စတွေဒါတွေအားလုံးကကျမတို့တပြေးပြေးနဲ့ဆောင်ရွက်ရမှာဖြစ်တယ်။ကျမတို့ကအာတိုင်းပြည်တစ်ခုကိုတိဆောက်တဲ့အခါမှာ အာကျွန်တော်တို့ဟိုပေါ့နော် evolution နဲ့ပဲတိဆောက်လို့ရတယ်ဟလာ revolution နဲ့တိဆောက်တဲ့တိုင်းပြည်ကအာတည်ငြိမ်ပြီးတော့အေးချမ်းပြီးတော့အောင်မြင်တဲ့တိုင်းပြည်မဖြစ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့က revolution အစား evolution နဲ့ပဲဆောင်ရွက်တဲ့တိုင်းပြည်တစ်ခုဖြစ်အောင်ကျွန်တော်တို့အခုစူးစမ်းနေတာဖြစ်တယ်ဒါကြောင့်မလို့ဟလာဒါဒီကျွန်တော်တို့တွားကျင်တဲ့ ဟိုပေါ့နော်ဟိုစနစ်တစ်ခုနဲ့ခစ်တစ်ခုရောက်ပြီးတော့အပြောင်းလဲတစ်ခုဖြစ်အောင်ကျမတို့ပထမအဆင့်ဆောင်ရွက်ချင်းတာဖြစ်ပါတယ်ဒါပေမဲ့ဒီပထမအဆင့်မှာတဲ့ပုံကပြည်သူလူထုကအင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပေးဖို့လိုတယ်ဒါမှသာနေကျမတို့သွားကျင်တဲ့လမ်းချောင်းပေါ်ကိုဟလာစနစ်ကောင်းခစ်ကောင်းတစ်ခုကိုရောက်ဖို့လမ်းချောင်းပေါ်ကိုနိုင်ငံတော်ဒီဆောင်ပြလိုက်တာလို့ကျမကတော့အဲ့အဆင့်လောက်ပဲဖြစ်ပါတယ်လို့ကျမယုံကြည်ပါတယ်။ဟုတ်ကဲ့အလိုပဲပြောပြောကျွန်တော်တို့ဒီ season မှာလာရောက်ပြီးတော့အသေးစိတ်ပေါ့မဆန္ဒရှင် ပြည်သူလူထုတွေသိရှိနိုင်ဖို့အတွက်အသေးစိတ်ဆွေးနွေးပေးတဲ့ပါဆန်နာမင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်လည်းကျွန်တော်တို့ရဲ့ဆွေးနွေးခန်းအစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်ပါမယ်ခင်ဗျာဒီလိုမိကုန်းတွေကိုဖြစ်ပေးရတဲ့အတွက်လည်းကျွန်မအနေနဲ့ကျေးဇူးများကြီးတင်ပါတယ်